ခိုင်ယူထားပါတယ်အခုအမေမာတွေမှာကျွန်တော်နောင်နာရသွားတာပေါ့နော်တချို့မိဘတွေသုံးတာတာသမီးတွေမှီခဲ့တယ်ကျွန်တော်တို့နုပညာသမားတွေကဒီနုပညာကိုချစ်တဲ့ပရိသတ်ကိုကိုချစ်တဲ့နုပညာကိုဦးစားပေးတဲ့အတွက်အမေသုံးတာကိုကျွန်တော်မမှီခဲ့ပါဘူးရဲလေတောင်မှကျွန်တော်တို့အားချင်းခဏလေးတရားနာပြီးကျွန်တော်ပြန်ပြေးရတဲ့ဘဝတွေပါအဲ့လိုမျိုးကျွန်တော်တို့ကြိုးစားခဲ့တာတွေကလက်ကားတော့မဖြူဘူးလို့ကျွန်တော်ထင်ပါတယ်ထင်ပါဆိုတော့ဒီလိုမျိုးလေးတွေ ကိုကိုကိုလည်းဒီလိုဒီနေ့ဒီချိန်လေးမှာဒီလိုမျိုးလေးဖြစ်ခဲ့မယ်လို့မစင်စားခဲ့ဘူးတခါမှကျွန်တော်ရှိကိုလာပြီးတော့ဒီလိုမျိုးလေးဒီလုပ်ပေးမယ်လို့မစင်စားခဲ့ဘူးတခါမှအိမ်မက်တော့မမှတ်ခဲ့ဘူးပေါ့ခုအချိန်မှာတော့ကျွန်တော်အခုလုံးလုံးသမားတွေကိုကျွန်တော်အဲ့ပွဲကားတာလေးပြန်စင်စားပြီးမောဖြေတာပေါ့နော်ကိုကားတာလေးကိုမောဖြေတယ်အဲ့လိုမျိုးလေးနဲ့ပီတီလေးယူပြီးကိုပေါ့ကိုလှုပ်ရှင်တာလေးလှုပ်တယ်မောတဲ့ခါကျရင်ကိုပေါ့အဲ့ဒီချက်ပြန်စင်စားပါတယ် ခံစားတာပေါ့နော်သူများသုံးကျင်လို့သုံးကျင်တာပေါ့နော်မိုးတွေပါရွာတဲ့ခါကျတော့လေအိမ်ကမလုံဒီခေါင်းရံလည်းပဲချင်းရံပဲဒါပေမဲ့ကို့မှာရှိတဲ့ပစိုးလေးပါညာနဲ့ကားတယ်ပွဲခေါ်တဲ့ခါကျတော့အဲ့ပစိုးလေးကိုမီးလေးပေးရတာပေါ့နော်မီးလေးပေးပြီးမီးကိုစော်လဲနန်းတာပေါ့အဲ့ဒါလေးနဲ့ပြန်ပြေးရတယ်အဲ့လိုမျိုးလေးပေါ့ရားပတ်စံလေးကြတော့လေကျွန်တော်တို့ကဘလို့လဲဆိုတော့နမဲကြီးတဲ့လူမဟုတ်သေးတော့ရားစလောက်ပဲကျွန်တော်တို့ကကားရပါတယ်အဲ့လိုမျိုးလေးကျွန်တော်အခုဆိုရင်တက်လာဆိုရင်ကျွန်တော် ပတိမှာတခါတွက်ကဘူးပါတယ်ကာဘူးတဲ့ချိန်မှာမှတ်မရလေးပေါ့ကျွန်တော်၄000နဲ့ကာဘူးပါတယ်ပတိမှာပွဲမရှိလို့ဆိုပြီးအိမ်မှာလည်းစားစရာမရှိဘူးဆို၄000လက်ကတယ်ကားတဲ့ချိန်မှာတောင်ရှည်လေးဝတ်ပြီးစင်မော်တက်ခန်ကြီးပဲရှိသေးတယ်ကျွန်တော်လည်းကျောင်းတက်ခန်ကြီးနဲ့ပေါ့စင်မော်တက်ခန်ကြီးရှိတယ်အမေဆုံးသွားပြီလို့ပြောလိုက်မမီလိုက်ပါဘူးအတက်ဘူးကျွန်တော် ပြန်လာတယ်ပြန်လာဆိုတော့ကျွန်တော်မှလမ်းစင်မရှိဘူးလမ်းစင်မပြပွဲပြီးမှကျွန်တော် ပြန်လာလို့ရတယ်ဒီတိုင်းပြန်လာတဲ့ခါကျကျွန်တော်လမ်းစင်မရှိဘူးကြီးရွတ်ပွဲကပြီးမှကျွန်တော်ပြန်လာရတာအဲ့လိုမျိုးလေးရှိပါတယ်ခံယူထားပါတယ်အခု အမေမာတွေမှာကျွန်တော်နောင်နှရသွားတာပေါ့နော်တချို့မိဘတွေသုံးတာတာသမီးတွေမိခဲ့တယ်ကျွန်တော်တို့နုပညာသမားတွေကဒီနုပညာကိုချစ်တဲ့ပရိသတ်ကိုကိုချစ်တဲ့နုပညာကိုဥစားပေးတဲ့အတွက်အမေသုံးတာကိုကျွန်တော်မမိခဲ့ပါဘူးရဲလေတာတော့မှကျွန်တော်တို့အားချင်းခဏလေးတရားနာပြီးကျွန်တော်ပြန်ပြေးရတဲ့ဘဝတွေပါအဲ့လိုမျိုးတွေဟောနုပညာသမားချင်းတော့ကုညီပါတယ်ဗျကျွန်တော်ကုညီပါတယ်ကျွန်တော်ဒါလေးပထမတဲတန်ဖြစ်ပါတယ်ဈေးုံတင်ငန်းကြီးမနေ့ကလည်းတပတ်ကလည်းတိတ်မလို့ဖြစ်တာပါနော် ကျွန်တော်တို့လူကျွန်တော်တွေလာပြီးတော့ထောက်ပံ့ပေးပါတယ်ဈေးကန်သွားဖို့ဈေးဝင်သွားဖို့ကျွန်တော်တို့လာပြီးလှူပါတယ်ဗျအဲ့လိုမျိုးလေးဆန်းနေပတ်စံနေလာလှူပါတယ်ကလေးဈေးဝင်တင်မှုအတွက်ပေါ့ဟုတ်ကဲ့ကျွန်တော်ဖျက်ရအောင်ပုံပုံကိုခုံယူပါရပြပြောပါရမိုက်ဒီရာလေးကတော့ကျွန်တော်တို့ကဘယ်လိုလဲဆိုဒီအဖေဒီတွက်ကတော့ကျွန်တော်တို့ကဘလောက်ကြီးပဲဖြစ်ဖြစ်ပေါ့နော်မိသားစုကတော့ရင်ထဲမှာရှိတယ်အဖေတွေကတော့ဘယ်လိုလဲဆိုဥဒိတ်ထားတာပေါ့နော် ကျွန်တော်တို့ဒီလူရှင်တော်ကြီးတွေကိုကျွန်တော်တို့ကငငယ်တည်းကယူခဲ့တာ သူတို့လက်ကလေးတွေကိုကျွန်တော်ထိကျင်တာလို့သူတို့သားလေးတွေကိုထိကျင်တာလို့ဘာလို့လဲကိုရီးယားလည်းပိုးပါခဲ့လို့ပေါ့နော်အခုလိုအချိန်မှာကျွန်တော်တို့တက်ကြီးပူဇော်ဘွားတွေလူခံပေးရတဲ့အတွက်ကိုကျွန်တော်ချွေးနေချွေးလေးတစ်စက်နဲ့နေဒီလူချင်းတွေအကုန်လုံးကျွန်တော်ကတော့ရတဲ့အတွက်ပျော့ပါတယ်ဘာလို့လဲဆိုကိုရန်ကြိုက်ခဲ့တဲ့လူချင်းတွေကတော့ရတဲ့နေရာမှာအကုန်တွေးခဲ့ရမှာလေတွေးခဲ့မှာပျော့ပါတယ်အကြမ်းရှိခဲ့ပါတယ်ဒါမဲ့အခုအချိန်ဒီတော့မဖြစ်လာသေးပါဘူးနော်မဖြစ်လာသေးဆိုကျွန်တော်တို့စူးစမ်းခဲ့တာတွေက လက်ကားတော့မဖြူလို့ကျွန်တော်ထင်ပါတယ်ထင်ပါဆိုတော့ဒီလိုမျိုးလေးတွေကိုကိုကိုလည်းဒီလိုဒီနေ့ဒီချိန်လေးမှာဒီလိုမျိုးလေးဖြစ်ခဲ့မယ်လို့မစင်စားခဲ့ဘူးတခါမှကျွန်တော်ရှိကိုလာပြီးတော့ဒီလိုမျိုးလေးတွေလုပ်ပေးမယ်လို့မစင်စားခဲ့ဘူးတခါမှအိမ်မက်တော့မမတ်ခဲ့ဘူးပေါ့ရှိပါတယ်စင်စားခဲ့တာတော့ဒါမဲ့ကျွန်တော်တို့ဘလောက်ကြီးပဲစင်စားစင်စားကျွန်တော်တို့ကဘယ်လိုလဲဆိုတော့မပြည့်စုံတဲ့ဘဝဆိုတော့ရတော့ရမှာကြာမှာပေါ့အဲ့လိုမျိုးလေးပေါ့ရတော့ရမှာကြာမှာ ဆက်လီမဖြစ်နေဘူးစေအဲ့တီဗီဖန်သားပြင်ပေါ်မှာနာမည်လေးရရင်ကျင်းရပါမယ်ကျွန်တော်တို့ကနောက်တခိုင်းရက်လေးပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကဆက်လီမဖြစ်နေပါလေတခိုင်းရက်လေးမှာပဲဘယ်လိုပဲဖြစ်ပါပြီးတော့နာမည်လေးရတာပဲဖြစ်ဖြစ်ဟာသာခန်းလေးမှာပဲနာမည်လေးပါတာပဲဖြစ်ဖြစ်ကျင်းရပါမယ်အခုအချိန်မှာတော့ကျွန်တော်အခုလုံးလုံးသမားတွေကိုကျွန်တော်အဲ့ပွဲကားတာလေးပြင်ဆင်စားပြီးမောဖြီထားပေါ့နော်ကိုကားတာလေးကိုမောဖြီတယ်အဲ့လိုမျိုးလေးနဲ့ပီတီလေးယူပြီးကိုပေါ့ကိုလှုပ်ရှင်တာလေးလှုပ်တယ်မိုးတဲ့ခါကျရင်ကိုပေါ့အဲ့ဒါလေးချက်ပြန်စင်းစားပါတယ် ကျွန်တော်ဖြစ်ချင်ဆုံးစူလေးကတော့ကျွန်တော်ဦးနှင်းမောင်နော်ကျွန်တော်မိသားစုတွေကျွန်တော်အဲ့ပွဲလေးပဲကပြီးပတ်စံဆူပြီးတော့နော်ဒီအိမ်လေးကျွန်တော်ပြန်ပြင်နေတာပဲကျွန်တော်ရှိပါတယ်ကျွန်တော်တို့ဘယ်ကားလေးပဲရိုက်ရိုက်ဘယ်နေရာလေးပဲဖြစ်ဖြစ်ကျွန်တော်တို့ခေါ်လို့ရပါတယ်ဗျဘယ်ပရိုက်တာလေးပဲဖြစ်ဖြစ်ကျွန်တော်တို့ကုညီတောင်းလို့ရပါတယ်ဗျအခုဒီဖန်သားပြည်မှာကြီးရှုနေတဲ့ပေးတဲ့အားလုံးလေးကျွန်တော်ကျေးဇူးတင်ပါတယ်